မင်္ဂလာပါ A1 YouTube Channel ရနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့ဖာကျွဲဗီဇာကက free ရယူတဲ့နေလန်လေးကိုပြောပြပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်တစုံတရာအကျိုးရှိမယ်ဆိုရင် like and subscribe လေးနှိပ်ခဲ့ပေးပါဦးခင်ဗျာအဲ့တော့မိတ်ဆွေတို့မှာနော် passport ရေနောက်ပြည့်ခါမှာဆိုရင် driving license ရရှိရဆိုရင်တော့ကျွန်တော်တို့ Thailand ဗာကျွဲဗီဇာကက်တွေကို official နေနဲ့ပေါ့နော်မိနစ်အနည်းငယ်အတွင်းမှာ free ရှောက်လို့ရမှာဖြစ်ပါတယ် ဒီဗီယိုလေးမှာတော့ကျွန်တော်ကရှောက်ပုံရှောင်းလေးအသေးစိတ်ကိုတော့မပြောပြတော့ပါဘူး။ဘာဖြစ်လို့လဲဆိုရှင်ဒီကျွန်တော်ပြောပြပေးမယ့် application လေးတွေကနေပေါ့ရှောက်မယ်ဆိုရင်အရင်ကရိုးရှင်းလွယ်ကူတဲ့အတွက်ကျွန်တော်ကရှောက်လို့ရတဲ့နည်းလေးတွေကိုပဲမျှဝေပေးတာဖြစ်ပါတယ်။ဒီနည်းလေးတွေကိုတုံးပြီးတော့မှကျွန်တော်တို့ဒီ Facebook တွေ social media တွေမှာဆိုရင် virtual visa card ဆိုပြီးတော့မှရောင်းချနေအောင်လည်းတွေ့ရမှာဖြစ်ပါတယ်။ဒါမိတ်ဆွေတို့ကိုယ်တိုင်လွယ်လွယ်ကူကူရှောက်ရှောက်ကြည့်နိုင်ပါတယ်နော်။ဘယ်တော့ဆုံးပြပြပေးမယ် application လေးရတော့ဒီ deep pocket ဆိုတဲ့ application လေးဖြစ်ပါတယ်အဲ့တော့ deep pocket လေးဝင်လိုက်မယ်ဝင်လိုက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ဖုန်းနံပါတ်နဲ့ အကောင့်လျှောက်လို့ရမယ်ပြီးရကောင်ဆိုအီးမေးလ်နဲ့အကောင့်လျှောက်လို့ရမယ်နော်ဖုန်းနံပါတ်နဲ့လျှောက်မယ်ဆိုရင်ကျွန်တော်ထိုင်းဖုန်းနံပါတ်မဟုတ်ဘဲနဲ့ကျွန်တော်ဒီမှာဒါမြန်မာဖုန်းနံပါတ်နဲ့လည်းကျွန်တော်လျှောက်လို့ရမှာဖြစ်ပါတယ်နော်ဒီဖုန်းနံပါတ်ကိုထည့်လိုက်မယ်ပြီးရ get verification code ပေါ့နော် code တောင်းပြီးရခါမှာကျွန်တော်နောက်တစ်ဆင့်မှာဆိုရင်ကျွန်တော်ထိုင်းနိုင်ငံသားဆိုရင်ထိုင်း ID ပေးရမယ်ထိုင်းနိုင်ငံသားမဟုတ်ဘူးဆိုရင်တော့ကျွန်တော် foreigner ကိုရွေးပြီးတော့မှဒါ passport စကန်ဖတ်ပေးရမယ်။နောက်တစ်ဆင့်မှာဆိုရင်မျက်နှာကိုစကန်ဖတ်ပေးမယ်နော်။ဒီလိုရိုးရိုးရှင်းရှင်းလွယ်ကူတဲ့အဆင့်လေးနဲ့ကျွန်တော်တို့မိနစ်အနည်းငယ်တွင်မှာကျွန်တော်အကောင့်ဖွင့်လို့ ရရှိမှာဖြစ်ပါတယ်အကောင့်အောင်မြင်သွားပြီဆိုရင်တော့ကျွန်တော်တို့ဘာဂျူရီဗီဇာကတ်တခုကို free ရရှိမှာဖြစ်ပါတယ်အကယ်၍ကျွန်တော်တို့ကဘာဂျူရီမဟုတ်ဘဲနဲ့ physical ကတ်လိုချင်နေဆိုရင်တော့ဒါကတ် charges ပေါ့နော်ကတ်ဖူးပေးရမှာဖြစ်ပါတယ်နော်ဒါတော့ deep pocket ဆိုတဲ့ application လေးဖြစ်ပါတယ်ကျွန်တော်နောက်တစ်ခုကတော့ဒီ j wallet ဆိုတဲ့ application လေးဖြစ်ပါတယ်เนาะเนาะဒီ j wallet ဆိုတဲ့ application လေးဖြစ်ပါတယ်ဒီ j wallet application ကတော့ခဏ application လိုမျိုး email နဲ့ရော ဒီဖုန်းနံပါတ်နဲ့ရှောက်လို့တော့မရအောင်သူကတော့ဒီမှာဖုန်းနံပါတ်တစ်မျိုးပေါ့ဖုန်းနံပါတ်တောင်မှကျွန်တော်ကထိုင်းဖုန်းနံပါတ်တစ်မျိုးနဲ့ပဲရှောက်လို့ရမှာဖြစ်ပါတယ်ကျေတို့မိတ်ဆွေတို့မှာအဲဒီထိုင်းဖုန်းနံပါတ်မရှိဘူးဆိုရင်တို့အဲဒီကျွန်တော်မြန်မာနိုင်ငံအတွင်းမှာလည်းဒါထိုင်းဖုန်းရောင်းတဲ့နေရာတွေအများကြီးရှိတယ်ပေါ့နော်မိတ်ဆွေတို့စုံစမ်းပြီးတော့မှဝေပြီးတော့မှဒါဒီအကောင့်လေးဖွင့်ကြည့်နိုင်ပါတယ်နော်ဒီထိုင်းဖုန်းနံပါတ်ထည့်လိုက်မယ်နော်ထည့်ပြီးတဲ့အခါမှာကျွန်တော် get verification code ကိုနှိပ်ပြီးတော့မှခဏလိုပဲကျွန်တော်တို့ ိုင်းနိုင်ငံသားမဟုတ်ရင် foreigner ကိုရွေးမယ်ရွေးပြီးရင် passport လေးစကန်ဖတ်မယ်စကန်ဖတ်ပြီးရင်နောက်မှာကျွန်တော်တို့ဒီ driving license တွေလိုရင်လည်းပြီးကောင်းပေးရနိုင်တယ်เนาะကျွန်တော်မျက်နှာဖတ်ရမယ်ဖတ်ပြီးရခါမှာဆိုရင်ကျွန်တော်တို့မိနစ်နိုင်ငံတွင်မှာဒီကောင်းက verify ဖြစ်သွားမယ်เนาะ verify ဖြစ်သွားတဲ့အချိန်မှာဆိုလို့ရှိရင်သူက value visa card ကိုကျွန်တော်က၄ကတ်အထိရရှိမှာဖြစ်ပါတယ်ကျွန်တော်ဒီ deposit ဆိုတဲ့ application လေးကတော့ကျွန်တော် value visa card ကတကက်ပဲရမယ်ကျွန်တော်တို့ J wallet ဆိုတဲ့ဒီ application လေးကတော့ ဘာဂျူရီဗီဇာကတ်ကိုကျွန်တော်တို့၄ကတ်ထိရမယ်နော် free ရမှာပေါ့နော်ကျွန်တော်တို့အထက်ကနေပြောမှကျွန်တော်တို့ရှောက်လို့ရမှာဖြစ်တယ်အကယ်၍ physical ကတ်ဝင်မယ်ဆိုရင်တော့အဲကျွန်တော်တို့ကတ်ဖိုးပေါ့နော်ကတ်ဖိုးပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီ wallet တစ်ခုလုံးမှာရှိရဲ့ဒီဘာဂျူရီကတ်တွေပေါ့နော်ဒီဗီဇာကတ်တွေပေါ့ဒီဗီဇာကတ်တွေအရဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင်စမ်းတုံးကြည့်ပြီးပါပြီအဆင်ပြေပါတယ်ပြီးရခါမှာဆိုကျွန်တော် Play Store တွေမှာလည်း app ပြီးမှတုံးကြည့်ရအဆင်ပြေတယ်နောက်တခြားနေရာတွေမှာပေါ့နော်ကျွန်တော်တို့ဒီ free ပေါ့ဒီ online site တွေမှာတချို့နေရာတွေမှာပေါ့ ဒီ account တွေပေါ့နော် account တွေမှာကြီး free trial အနေနဲ့တုံးတဲ့ခါမှာလည်းပဲအဆင်ပြေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ပြီးရင်ဒီကတ်တွေမှာပထမပြောလိုမျိုးဒီ online မှာဒီ social media တွေမှာတချို့ visa ကတ်ရောင်းတဲ့သူတွေမှာဆိုရင်ဒါဒီကတ်ဒီ wallet နှစ်ခုသုံးပြီးတော့မှကတ်ရောင်းနေအောင်လည်းတွေ့ရပါတယ်မိတ်ဆွေတို့ကိုယ်တိုင်ဈေးစုံစမ်းကြည့်နိုင်ပါတယ်မိတ်ဆွေတို့အနေနဲ့ဒီလိုမျိုးပေါ့နော်ဝယ်မသုံးချင်ဆိုရှင်မိမိကိုယ်တိုင်အလွယ်တကူဖွင့်ကြည့်နိုင်ပါတယ် မိတ်ဆွေတို့မှာအခက်အခဲတစုံတရာတွေ့ခဲ့ရဆိုရင်ကျွန်တော်ရဲ့ comment box လေးမှာ message လေးခြံထားပေးခဲ့နိုင်ပါတယ်ကျွန်တော်အားရခါမှဆိုရင်တော့ဝင်ပြီးတော့ဖြေပေးမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်